မင်္ဂလာပါခင်ဗျာခိုက် channel မှာကနေပြန်လဲကြိုဆိုပါတယ်ကျွန်တော်ကတော့ပျောက်နေတာအတော်ကြာပြီဖြစ်တဲ့ကြော့တူလိုက်ပါအခုတော့ပြန်လာပါပြီဒီကနေ့မှာကျွန်တော်တင်ဆက်မယ့်ဇလံကတော့စာရေးဆရာကြီးရွှေဦးတောင်ရေးသားခဲ့သည့်အမိုက်ကစားပြတ်တက်မီလောင်ဆိုတဲ့ဇလံပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားအားပေးကြပါဦးစာရေးဆရာကြီးရွှေဦးတောင်ဤအမိုက်ကစားပြတ်တက်မီလောင် ဇော်ကြီးဦးဆန်ရှာ၏မိတ်ဆွေကိုသိန်းမောင်၏ကျေးဇူးကြောင့်ကျွန်ုပ်၏အမိကိုသူရိယမဂဇင်းဖတ်ရှုသူမိတ်ဆွေအပေါင်းတို့သည်ကြားကြပေးလိမ့်မည်ကျွန်ုပ်မှာအစိုးရစွန်တော်ဘက်ဆိုင်ရာအင်စပတော်ကိုုံးဖေပင်ဖြစ်ရာမိတ်ဆွေကြီးကိုသိန်းမောင်ဇော်ကြီးဦးဆန်ရှာတို့နှင့်တခုသောညနေခင်းအချိန်တွင်လောက၌အရေးမကြီးသောအကြောင်းငယ်တစ်ခုမှစ၍ကြီးကျယ်သောအကျိုးတရားများဖြစ်ပေါ်တတ်ကြောင်းကိုဆက်မိဆက်ရပြောဆိုနေကြရတွင်အောက်ပါအဖြစ်အပျက်များကိုမိတ်ဆွေများအားပြောကြားမိသည့်ဖြင့်မိတ်ဆွေကြီးကိုသိန်းမောင်က ထိုအဖြစ်အပျက်များသည့်အတော်ပင်ထူးဆန်းကောင်းမွန်သည့်ဖြစ်၍အများမိတ်ဆွေတို့သိရှိထားကြောင်းနှင့်ပြောဆိုတော်ကြောင်း၎င်း၏တိုက်တွန်းချက်အရဝတ္ထုသွားအဖြစ်နှင့်ရေးသားပေးပို့လိုက်ရခြင်းဖြစ်ပါသည်ကျွန်ုပ်သည်မြန်မာပြည်အထက်ပိုင်းကတ္တာမြို့၌ဌာနအုပ်အဖြစ်နှင့်လောက်ကန်ခဲ့စဉ်အခါကမောင်တန်းစိန်အမည်ရှိပြည်သားတယောက်သည်ကျွန်ုပ်၏လက်အောက်၌အမှုထမ်းရွက်လျက်ရှိခဲ့ပူလေသည်၎င်းမောင်တန်းစိန်သည်တမညပလိတ်အမှုတမ်းပင်ဖြစ်တော်လဲ အမှုရာတိမ်မွေခြင်းဝိပုံစာပုံတက်ရက်တိတ်တီးခြင်းနှစ်ဖူးရည်တူးရမှာစဖြစ်ရုပ်လက္ခဏာဤကောင်းမှုခန့်ညားခြင်းနှင့်ပြည့်စုံသည့်ဖြစ်၍ရာဒူးပင်သိနှုတ်တော်လဲတမညာလူတယောက်မဟုတ်ဟုဌာနတစ်ခုလုံးကပင်မှတ်တင်ကြလေသည်၎င်းနှင့်အကျွမ်းဝင်သူမင်းမှုတန်တို့ကမောင်တန်းစိန်အား၎င်း၏မွေးဖွားရာဇာတိအကြောင်းမှစ၍အမျိုးအစွေများအကြောင်းအားမေးမြန်းကြည့်တော်ခါတွင်မောင်တန်းစိန်မှာရန်ဖန်ကစစ်စစ်သာနေခဲ့ပြီ ရန်ဖန်ကားတွင်လည်းတင်းလျော်တို့တားလင်းဖြန်းတန်း၍ပြောတတ်လေသည်မောင်တန်းစိန်မှာအသက်26နှစ်အရွယ်ကရှိ၍အလုံးဝတရားများကိုသူတပားတို့ထက်ကောင်းမွန်ကျိုးနွန်စွာထမ်းဆောင်ခဲ့သည့်အပြင်အထက်အရာရှိများ၏စကားကိုလည်းအလုံးတရားသေဝဲစွာလိုက်နာခဲ့သောကြောင့်ကျွန်တော်ဤထောက်ခံချက်အရာမကြမီအတွင်း၌ပင်လင်းရာဇဝတ်ချက်ရာထူးဖြင့်ကြီးမြင့်ခံထားခြင်းခံရလေသည်ရင်းကဲ့သို့ကြီးမြင့်ခြင်းခံရတော်လဲမောင်တန်းစိန်သည်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ဟန်မရှိကြည် ရင်စင်မာတော်ကမောင်တန်းစိန်သည်ရာဇွေဝင်ကြီးရာထူးဖြင့်ချင်းမြင့်ခန့်တာခြင်းခံရစေကမူဝန်သာအာရရှိမည်မဟုတ်ချေ၎င်း၏တပေါ်မှာလွှဲအပ်သမျှသောတာဝန်ဝတ္တရားကိုကျေပြွန်အောင်ဆောင်ရွက်ရာတွင် ရာထူးကြီးမြင့်ခြင်းနိုင်ကြခြင်းများမှာ၎င်း၏အလုံးမဟုတ်ဝမ်းမြောက်ဖွယ်လည်းမရှိဝမ်းနည်းဖွယ်လည်းမဟုတ်ဟုမှတ်ထင်ရန်လက္ခဏာရှိပေသည်ကျွန်တော်သည်မောင်တန်းစိန်ကိုမြင်ရသည့်အခါတိုင်း၎င်း၏အကြောင်းကိုသိတော်သောစိတ်သည်တိုး၍တိုး၍ဖြစ်ပေါ်ခဲ့ရာ တရုတ်တွင်ကျွန်ုပ်ဤလက်အောက်ရှိအချားရာဇွတ်ချက်တယောက်နှင့်၎င်း၏အကြောင်းကိုစကားဆက်ပြီးပြောမိကြလေသည်။မောင်တန်းစိန်တယောက်ကအလုတ်တချာလောက်ရလာ၏။တိတ်တော်တဲ့လူပါပဲဆရာကြီး။အလုတ်အကန်နေရာမှာတော့ပရမတန်းစားပါပဲ။ဘယ်နေရာမှာဒုတိယတန်းစားလဲကွယ်။ဒီလူကမာနာကြီးလို့လားမသိဘူးဆရာ။ဘသူ့ကိုမှအဖတ်လို့ပြစကားပြောလို့မရှိဘူးဗျ။အဲစကားနဲ့တဲ့သူမျိုးထင်ပါရဲ့ကွယ်။ကျွန်တော်ကတော့အဲ့လိုမထင်ဘူးဆရာ။ဧကနာဒီလူဟာတခုခုဖြစ်ခဲ့ဘူးလို့ထင်တယ်။ ဘလူဟာလေကွအဲဘလူဟာရေလို့တော့ကျွန်တော်လည်းမပြောတတ်ဘူးစရာတိုးတော်သူ့ကြည့်ရတာအေကံမုတ်ချလူမသိစေချင်တဲ့အဖြစ်ပြက်တစ်စုံတစ်ခုဖြစ်ပြက်ခဲ့ဘူးလို့ကျွန်တော်ထင်တယ်ဗျဒုနနိုင်မောင်တန်းစိမ်မှာကျွန်တော်တို့ရှိရနေရနဲ့မနီးမွေးမှရှောက်သွားသည်ကိုမြင်ရသည်ဖြစ်ရာကျွန်တော်တို့၎င်းအားမေးမြန်းရန်ကိစ္စမရှိတော့လဲ၎င်း၏အကြောင်းကိုသိလို့သောဆန္ဒများဖြစ်ပေါ်ခဲ့သည်နှင့်ခေါင်းညွှန်၍ခေါ်လိုက်လေသည်မောင်တန်းစိမ်လည်းတွန့်လန့်စွာနှင့်ဤသို့ရောက်ရှိလာသည ။ဟေးမောင်သားစိန်ဘောလုံးကန်တဲ့လောက်ကွယ်။အတော်လေးကစားဘူးပါလေခင်ဗျ။อืมဒါဖြစ်နေရကြပြီ။ဒီနေ့ကတာမြို့မှာပလေအသင်းတင်မယ်လို့ရာစုဝင်ကလေးကပြောနေတယ်။ဘယ်နေရာမှာကစားတက်လဲ။ဖော်ဝတ်နေရာကစားပါလေဗျ။၎င်းတို့တို့ဒီရာဇဝတ်ချက်နှစ်ယောက်နဲ့စကားဆက်လက်ရေးပြောရရင်မောင်တန်းစင်ဤမေယိုးစာတိအကြောင်းကိုသိလို့သည်ဖြစ်ပြီးတိုင်းရိုက်မေးခြင်းမပြုဘဲလက်ပတ်တွယ်ဝိုက်ကရံပန်ကအမှတ်တမဲ့ရုတ်တရက်မေးမြန်းနေသည် သူဘာတော်လဲမောင်တန်းစိန်သည်ကျွန်ုပ်၏အကြံစီကိုရိမ့်မိသည့်ဟန်နှင့်ကယ်ဝင်ပြုံးမျက်ထားနှင့်ကျွန်ုပ်၏မိဂုံများကိုတင့်နေရောယုံများသောဖြစ်ဆိုလေသည်နောက်ဆုံးနေ့ကျွန်ုပ်မှာမောင်တန်းစိန်၏အကြောင်းကိုရှေ့ခတ်ထက်စိုးစင်းများတိုးတက်ပုံမူ၍မသိတော့ပဲမောင်တန်းစိန်ကသာလျှင်ကျွန်ုပ်၏အကြံကိုရိမ့်မိသွားသည်ဖြစ်ရန်ကျွန်ုပ်မှာလူတစ်ဖက်သားကကျွန်ုပ်အပေါ်၌အနိုင်ရယူသွားသည်ကိုမကရင်သောစိတ်သာဖြစ်ပေါ်လာခဲ့လေသည် ူတို့တွင်ရင်ကဲ့သို့ပြောဆိုရခြင်းအဖြစ်မောင်တန်းစိတ်မှာတမညာလူတယောက်မဟုတ်ဒီကိုကရှိကထပ်ပုံမှု၍စိတ်ထင်း၌ထင်မြင်သဘောကျမိလေသည်ရင်တို့ရှိနေစဉ်ကျွန်တော်တို့ထိုသူ၏အကြောင်းကိုမသိရရင်မနေဟု၍စိတ်တွင်၌တနည်းတန်ချမိလေသည်။တခုသောညနေအချိန်၌ကျွန်တော်တို့ဝင်ကလေးဦးမောင်နှင့်တကွအမှုလိုက်အင်စတော်ကိုတန်းဖင်နှင့်ကလပ်တွင်ဘောလုံးကစားခြင်း၏အကြောင်းကိုစကားဆက်မိသဖြင့်ပြောဆိုလျက်ရှိကြစဉ်မောင်တန်းစိန်အကြောင်းကိုလည်းပြောမိကြလေသည်။ အမှုလိုက်အင်စပက်တာကိုတန်းဖေသည်ကတားမျိုးလုံးဆိုင်ရာဘောလုံးအသင်းအတွက်ကပတိန်ဖြစ်လျာမကြာမီအတွင်းတွင်ဗမောအသင်းနှင့်ရှင်မြန်ကစားရမည်ဖြစ်၍အထူးပင်ရိယာစိုက်ထုတ်လျက်ရှိလေသည်ကိုတန်းဖေကစတင်၍တတက်နေပေါင်းပြာကိုန်းဖေခပြားဌာနမှာဘောလုံးကစားတာအကောင်းနဲ့အမှုရန်တရားရှိရလို့ကြားမိတယ်ဟုတ်ရဲ့လားဗျအော်ရာဇွတ်ကျက်မောင်တန်းစိန်ထင်ပါသလားအော်ဟုတ်တယ်ဗျအဲ့နာမည်ပဲတနေ့ညနေကဘောလုံးကစားနေတာကိုတော့ကြုံမြင်ရတယ်ဗျကိုသွင်းကြည့်နေတာကိုကြုံမြင်ခဲ့တာ ခြေစာလေးကတော့အတော်လေးကောင်းတဲ့ပုံရတယ်။ကျွန်တော်ကတော့မြင်မိဘူးပြကိုတန်းပြီ။သို့တော်မနေ့ကမေးကြည့်တော့ကစားရတယ်လို့ပြောပါတယ်။သူကရာဇဝဲဝင်ကလေးသည်ဘလုံးဝါဒနာပါသူဖြစ်ပြီးယုတ်တည်းရဲ့စိတ်ပါလာသည့်လက္ခဏာနဲ့တနေ့ကရာဇဝဲကြက်ခမ်းတဲ့မောင်တန်းစိန်လား။မှန်ပါတယ်ဗျ။ဒါဖြင့်ပလေအသိန်းဖွဲ့ရင်တီကောင်ပါစေရမယ်။တရက်ကိုသံဖေးခမရဒီတုကိုစကားပြောဖို့တလားဗျ။အေးဗျာသူ့ခြေစားခြေနာကလေးကိုတရက်တိုက်ရှိမိရနဲ့တနေ့ကကျုပ်ကခေါ်ပြီးတော့မေးကြည့်တယ်။ ဘောလုံးကစားတာမင်းဘယ်ကတင်ခဲ့တယ်လို့မေးတော့သူ့ရွာကပဲတင်ခဲ့တယ်လို့ဘာလို့လို့နဲ့ဣတိယတာတော့ပြောတယ်ဗျခင်ဗျားလူကပဲနဲ့လူလေဟုတ်တယ်အဲ့လိုပဲဗျအင်မတန်စကားနဲ့တဲ့သူ သူ့ဘာသာဗာတိဘာသာပဲနေတာပဲဘသူနဲ့မှအပေါင်းအသင်းလုပ်တယ်လို့မရှိဘူးထို့နောက်ကျွန်တော်ဒီမောင်တန်းစင်အကြောင်းကိုကိုတန်းပင်နဲ့ဆက်လက်ပြောလို့သေးတော့လေဝင်ကလေးရှိနေသည်ဖြစ်ဖြစ်မလျော်သေးသည်နဲ့အခြားစကားများကိုသာဖြတ်ပြေးပြောဆိုလိုက်ရလေသည် ကလမဆနာဒီခန္ဓာရဲ့ကိုတန်းဖင်နဲ့နှစ်ယောက်တည်းလှေကားရွင်တွင်တွေ့ဆုံကြသည့်ခန္ဓာမောင်တန်းစဉ်အကြောင်းကိုခမည်းဘလို့များအကဲခတ်မိတယ်လေအဲကျုံတဲ့စကားတစ်ခုနှခုပြောကြည့်လို့အကဲခတ်ရတာကဖြင့်ခမည်းလူကပလိတ်မှုတန်းနဲ့တန်းတဲ့သူမဟုတ်ဘူးလို့ကျုပ်ကထင်တယ်ဗျစကားနဲ့တယ်ဆိုပေမဲ့ပြောပုံဆိုပုံအာဇရှာစမညံ့ဘူးဗျလူကုန်လူပန်းကလေးကလည်းအတော်လေးရှိမှုပေးတယ်ဒါနဲ့ဘာလို့မေးရလဲခမည်းကသူ့အကြောင်းဘာများသိထားလို့လဲ ။ဒီထားလို့မဟုတ်ပါဘူးဗျာ။ကျွန်တော်လည်းခင်ဗျားထင်တယ်လို့ပဲထင်လို့မေးကြည့်တာပါ။ကျွန်တော်ဒီမောင်တန်းစင်နဲ့နှစ်ယောက်တည်းတွေ့ဆုံခွင့်ရှိသည့်ခါတိုင်းတွင်ဇင်းမြစ်ကိုပေါ်အောင်စုံစမ်းပေးမြန်ခဲ့ရာမောင်တန်းစင်မှာပန်းနဲ့တော်သူတယောက်ဖြစ်ပြီးမျိုးရိုးဇာတိပေါ်တော်သောစကားတို့ကိုဘယ်ခါမှပြောပဲတေလောက်တော်အမှုကဲ့သို့လှုပ်ဝဲတုတ်သိခဲ့လေသည်။တနည်းသောမနက်တွင်ကိုတန်းဖေသည်ကျွန်တော်၏နေအိမ်သို့ပြန်ပြီးပြန်ရောက်ရှိလာပြီနော်။သိကွာကြတာပဲဗျာကုန်းဖေဘာမြောက်လဲဗျာ ဒီကနေ့ညနေပုံပေါ်မျိုးကအသိနဲ့ကစားမယ်နေဗျဒီကနေ့မှာပဲဗျာ forward ကစားတဲ့သူကလည်းငပြောကုန်နေပြီလို့ချော်လဲပြီးချိန်မြတ်နေလို့တဲ့မကစားနိုင်ဘူးတဲ့ဗျာဟာဒါကြီးဘယ်နဲ့လုပ်ကြမလဲအဲ့ဒါခမည်းတော်ပေါင်းတန်းစင်ကောဗျာနေရာမကျပြီလားလို့ကစားဖို့ကတော့ကောင်းတယ်လို့ပြောကြတာပဲဗျာသို့တော်ကစားလားမကစားဘူးလားတော့ကျွန်တော်လည်းအမှန်ပြောနိုင်ဘူးဒီလူကအင်မတန်ကြက်တဲ့သူတရားဟုတ်ဗျာသူများလို့ဖြင့်ခုလိုဘောပွဲကြီးမှာကစားမယ်ဆိုရင်တော်တော်ကြီးကစားမှာပေါ့လေဒါပေမဲ့သူကတော့အဲ့လိုဟုတ်ချင်မှဟုတ်မယ်လို့ သူ့အလုပ်ဝတ္တရားကလွဲရင်ဝင်ကြီးကိုယ်တိုင်အမိန်ပေးပေမယ်သူကစားခြင်းမှာကစားမဲ့လူပြတော်တော်ခမရပြန်နေပါအောင်လေကြောက်တိုင်တွန်းကြည့်ပါအောင်ပဲပြီးတော့မှအကြောင်းပြန်လိုက်မယ်ဗျာအေးဗျာလှုပ်ဆမ်းပါအောင်ဗျာရှုံးများရှုံးရင်ရှက်စရာကြီးဖြစ်ကုန်တော့မယ်ဗျာကိုသမ်းမေပြန်သွားပြီးတော့ကျွန်တော်ဒီမောင်တန်းစိန်ကိုခေါ်ပြီးလေကတာမျိုးအတင်းအတွက်ယနေ့ညနေပေါ်လုံးကစားမီလို့ဟုမေရမောင်တန်းစိန်ဒီရုတ်တရက်အဖြစ်ဝမ်းသာတဲ့ကဲ့သို့ဖြစ်သွားပြီးမှဥကောင်းကိုရမ်းလျက် ကျွန်တော်မကစားပြရစင်တယ်ဗျမောင်တန်းစင်အဲ့လိုငင်းပယ်လို့တော့မကောင်းဘူးထင်တယ်ကွအင်စတရမင်ကိုတန်းဖေကအင်မတန်မှအားကိုးနေရှာတာကျွန်တော်မှမောင်တန်းစင်အားမြင်မှုဒီမှာစားပြီမိခဲ့လို့တော့အကြောင်းကြောင်းမသိထိုလူနဲ့ပတ်သက်သမျှကိုအလေးကြီးပြုမိသည်ဖြစ်ရာ၎င်းနှင့်ညနေ၌မောင်တန်းစင်ပေါ်လုံးကစားသည်ကိုကြည့်လို့တော့ဆန္ဒသည်ဖြစ်ပေါ်လာခဲ့သည်ဖြစ်၍မကစားလို့တော့လဲအားနာတော့သကားတို့ဖြင့်ပြောဆိုတိုက်တွန်းခဲ့လေသည် နောက်ဆုံးတွင်မောင်တန်းစိမ်မှနှကန်းကိုကိုက်ကစဉ်းစားပြီးလဲကစားပါတော့မည်ဟုဝန်ခံပြီးနောက်အိမ်မမဆင်းသွားလေသည်အတက်တွင်ဖော်ပြခဲ့သည့်အတိုင်းလောက၌လေးနက်လှသောအကြောင်းငယ်လေးတစ်ခုသည်ကြီးစွာသောအကျိုးအဖြစ်ကိုပေးစေနိုင်သည်ယခုရေးသားတတ်သောအဖြစ်ပြ၌လူငယ်လေးတယောက်သည်ငပြောသည့်ကိုစားပြီးလင်အခွန်ကိုတိုက်ရှိတမန်တလင်းပေါ်တွင်အမှတ်မဲ့ပြစ်မိသည်ပေါ်သမမောင်ပါဟုသည်၎င်းခုံပေါ်သို့နေမိသည့်ဖြင့်ခြေချော်၍လဲပြီးလင်ချင်းမြက်ခဲ့သည် ခြေမြတ်သောကြောင့်ဘောလုံးကစားနိုင်၍၎င်းနေရာတွင်မောင်တန်းစိန်ဝင်ရောက်ကစားရသည်၎င်းကစားရသည်မှဆက်၍အပြစ်မရှိသောသူတစ်ယောက်သည်အချင်းင်းတေဆုံးရရှာသည့်တိုင်အောင်မြည်မြလောက်ရည်ကြီးသောအကျိုးတရားများကံအားလျော်စွာဖြစ်ပွားရသည်များကိုအစုံတိုင်ဖတ်ရှုရသည့်အခါ၌သိရှိကြပေလိမ့်မည်ညနေခင်းအချိန်တွင်ဇေနီ၌ရှိသောဘောလုံးကွင်းကြီးတွင်ပမောင်မြမလာရောက်သောဘောလုံးအသင်းနှင့်ကတာမြုပ်ဘောလုံးအသင်းတို့ရှင်ပြန်ကစားရမည်ဖြစ်ရာ မကစားမီတနားရီအကျော်ချိန်ကပင်ယောက်ျားမိန်းမတို့သည်လေးမျက်နှာပတ်လည်၌စုယုံဝိုင်းဖွဲ့ကစောင့်ဆိုင်နေရရှိနေကြသည်ကျွန်တို့သည်မိတ်ဆွေနှစ်ယောက်တို့နှင့်ပေါ်လုံးကွင်းသို့ဆက်ရောက်သောအခါတွင်ပေါ်လုံးပွဲမှာအဆန့်ပြုတ်နေပြီဖြစ်ရာမေဒီပကများတကူးမြတ်မသွင်းနိုင်သေးပဲအကျိတ်အနယ်လူရပြေလွာကစားလျက်ရှိနေကြသည်ကတမျိုးအတင်တွင်ပလိပတ်ဆိုင်ရာပေါ်သမား၄ယောက်မြပါရှိလျာကပတိန်ဖြစ်သောအင်စတော်ကိုတန်းဖေသည်ဖူးပမကစား၍ ရာဇဝတ်ကျန်ပေါင်းတန်းစိမ်မှာရှေ့ဆုံး9ရောက်တန်းဤအလဲစန်တာဖော်မှကစားလေသည်သူတို့သည်ပေါင်းတန်းစိမ်ဤကစားပုံကိုကြည့်လို့လာသည့်ဖြစ်၍၎င်းအာဂူးဆိုင်ရဲ့ကြည်နေရပေါင်းတန်းစိမ်မှာပေါလုံးကစားခြင်းနှင့်ဝင်းနေသဖြင့်အကျင့်မရသေးသောကြောင့်ချင်းမတွေ့သေးသည့်ဟန်နှင့်ဤမြသာကစားနိုင်သည်ကိုတွေ့ရှိရလေသည်ဇမ်နိခမရကြာရှိလေလင်းပမောင်ပြုတ်မှဖော်ဝတ်သမားတယောက်သည်ဂိုးတိုင်နှင့်ပေတရာကမ်းမှနေ၍ကိုတွင်နေရာ ဘောလုံးသည်အပြင်သို့ထွက်သွားမည်ပြုပြီးမှ လေနှင့်ဝဲပြီးလင်းလဝဲဘက်တိုင်အနီးမှပို့၍ဂိုးတွင်းသို့ဝင်သွားလေသည်ထို့အခါပမောမပါရာသူလူတစုတို့သည်အော်ဟစ်ကာစူညံစွာနှင့်အပေကြလျာကတမျိုးသားတို့မှမူလောကဝိအနေနှင့်မျှလက်ခုပ်တင်းကြံကမတတ်နိုင်ပဲဂိုးသမားအအပြစ်တင်သူကတင်ကျိမောအော်ဟစ်သူကလည်းအော်ဟစ်လျက်ညင်းညူရှုံမဲ့ကရှိနေကြလေသည် ၎င်းတို့ဆက်လက်ရတဲ့ပန်ကစားကြပြန်လေရ9မိနစ်ခန့်အတွင်းတိုင်းပင်ဗမော်အသင်းဗမာတကူထက်သွင်းသဖြင့်ဗမော်သားတို့မှဝမ်းမြောက်ဝမ်းသာလက်ခုလက်ဝါးတီးခါရှိနေကြလေသည်ကတံမျိုးသားတို့မှမူညင်းညူရန်မြခွန်အားမရှိတော့ပဲစိတ်ပျက်သည့်ဟန်နဲ့ရှုံ့မဲ့ကတယောက်မျက်နှာကိုတယောက်ကြည့်လျက်ရှိနေကြသည်တွန်းတော့9မိနစ်ခန့်အကြာတွင်မောင်တန်းစိန်သည်အတော်အတန်ခြေတွေ့လာဟန်နဲ့ဝင်းမပေးတော်ပေါ်လုံးကိုဥကောင်းနဲ့ထိမိလင်တခါတည်းယူပြေးဖြင့်ဖူးဘက်များကိုလိမ်ပြီးနောက်ဂိုးအတွင်းသို့တန်းကန်သွင်းလိုက်သည် ဒုက္ခကြောင့်ရမှာကတ္တမျိုးသားများသည်လေထုတ်ရန်ခွန်အားရှိလာကြ၍အော်ဟစ်ကြွေးကြော်ကြလေကုန်သည်၎င်းတို့ရှိမနခန့်ကြပြန်လင်းမောင်တန်းစိန်သည်မိမိထံသို့ပေးပို့သောပေါ်လုံးကိုခြေနှင့်တတ်ပြီးနောက်ဟမ်ဘတ်များဖူးဘတ်များကိုလိန်ခေါက်လင်းလိန်ခေါက်ကွိတ်ကောက်ကပေးတံလင်းပြေးပြီးနောက်ပေါ်လုံးယုံလူပါဂိုးအတွင်းသို့တခါတည်းလုံး၍ဝင်သွားလေသည်ဒုက္ခ၌ကကတ္တမျိုးသားတို့သည်နားကွေးမတက်ဟစ်အော်ကြွေးကြော်လျက်အချို့မှာမြေပေါ်၌ဂျုံ၃လေးပတ်မြထိုးကြလေသည် ကပ္ပတိန်ကိုတန်းဖေမှာဝမ်းသာအားရရှိလာသည်နှင့်မောင်တန်းစိန်လက်ကိုအကြိမ်ကြိမ်ဆွဲ၍လှုပ်ခါလေသည် မောင်တန်းစိန်မှမူကြားနေသောလက်ကင်ပေါ်အားကုန်းရီကောက်သည့်ခန္ဓာ၌တွေးရှိရသောမျက်နှာထားကဲ့သို့များစွာထူးခြားခြင်းမရှိဘဲခံရသေးလျှင်ရှိနေကဲ့သည်ကျွန်တော်သည်ဘောလုံးကွင်းအနောက်ဘက်ရှိအရာရှိများကြည်ရန်ဆက်လုထားသောအဆောင်အုံတွင်မှကြည့်ရှုလျက်ရှိရာကျွန်တော်၏ပကုံအားဆက်လုသည်ဖြင့်နောက်သို့လှည့်၍ကြည့်လိုက်ရာတွင်ပင်စင်အငိမ့်စားရာဆွေဟောင်းဥပိုးတော်ကိုတွေ့မြင်ရသည် ၎င်းဥပိုးတော်မှာကျွန်ုပ်နဲ့တမျိုးတည်းပွားပခုတ်ကူသားဖြစ်၍ကျွန်ုပ်ငယ်စဉ်ခါကပင်သိကျွမ်းခဲ့သူတူဖြစ်လေသည်၎င်းနှင့်အတူအသက်20ကျော်အရွယ်ရှိ၍ရုပ်ရည်အလွန်တရာချွန်မောလှပသောမိမတစ်ယောက်လည်းပါရှိလေသည်အေးမောင်ဖေကူးနေကလေးကမြင်နေတာလူများမှသလားလို့ကြည့်နေရသေးတယ်မောင်ဒီကိုရောက်တော့ဘလောက်ကြပြီလဲဟေးမခင်မီဟောဒီမှာငါတို့တကယ်ချင်းဦးကံပေါ်ရဲ့သားကိုုံးဖေပေါ့ကွယ် တို့တို့ပြော၍အတိအကျဖွဲ့ပေးလျာကျွန်ုပ်မှာ၎င်းတို့အကြောင်းကိုကြားအပ်ပူသည့်ဖြစ်၍ဝင်မင်းကတော်နှင့်တိကျရသည်မှာဝမ်းမြောက်လှပါကြောင်းနှင့်ပြောဆိုကြလေသည်ဥပိုးတော်မှာတက်တမ်းမစိမီပင်စင်ယူပြီးနောက်တာမယာဆုံးရှုံး၍မုတ်ဆိုးပူကြီးအဖြစ်နဲ့အတန်ကြာအောင် နေခဲ့ပြီးမှပသိမ်သူတယောက်နဲ့အကြောင်းပါခဲ့ကြောင်း၎င်း၏မိမမှရုပ်စင်းလှပချုံမုတ်၍တမီးအရွယ်ကဲ့မြတ်သာရှိကြောင်း ဒိုမိမ့်မမှာရီးစားရှိမှု၍ရီးစားကိုစွန်ပြီးလင်ရာဒူးကြီးသောအဖိုးအိုနှင့်မိဘများကဆစ်ဆက်သည်ကို နားဝင်ခဲ့ကြောင်းများနှင့်ပခုတ်ကူသို့အလဲရောက်သည့်အခါတွင်ကြားခဲ့ရပူလေသည်ဥပိုးတော်သည်အရွယ်အဖျင်လဲနှုတ်နေ၍ရုပ်စင်းသဏ္ဍာန်နှင့်ပြည့်စုံသောမိမိ၏မယားလေးအားအလွန်တရာချစ်ခင်ကျင်နံလက္ခဏာရှိလေသည်ကျွန်တော်၏အနေထိုင်ကုန်တွင်မယားအားထိုင်စေပြီးနောက်ရာဇဝင်ကြီးအားနှုတ်ဆက်ရန်သွားလျာ ကျွန်တော်ဒီဝင်ကတော်နဲ့အီရီချိန်များတွေ့မြင်ဘူးတော့လဲထိုက်သည့်အားလျော်စွာစကားပြောရနေရလေသည်ဝင်မင်းနဲ့ဝင်ကတော်တို့မှပမောင်မြို့မှထိုနေ့စာဖို့တင်မောင်းနေပါလာကြပြီဝင်ကလေးအိမ်၌တက်ကိုပြီးလင်နောက်တစ်ပတ်တင်မောင်းနေအောက်သို့ဆက်လက်၍စုံစင်းကြရန်ကြံစီထားကြကြောင်းနဲ့သိရှိရလေသည်မခင်မိကစတင်၍ဝင်မင်းနဲ့အတော်လေးကြွန့်ကြတယ်မှတ်တယ်ရှင်မှန်ပါရဲ့ဗျငွေတွေကဝင်မင်းလက်ပေါ်မှာကြီးခဲ့တာဆိုသလိုပဲအင်မတမအကျွမ်းဝင်ကြပါလေ ဒါပေမဲ့တယောက်နဲ့တယောက်မတွေ့ကြတာအတော်လေးကြာတော့ပါပြီတွေ့မဲ့တွေ့တော့မင်းကတော်နဲ့တကွအစုံကြီးတွေ့ရတာအထူးပဲဝမ်းမြောက်လှပါတယ်ဟွန်းဝင်မင်းနဲ့တရားထက်တာဖြစ်ကြလို့ဝင်မင်းလို့ပဲစိတ်သဘောထားကြီးမဲ့ဆိုရင်ဌာနအုပ်မင်းမှာရာထူးတိုးဖို့အတွက်အများကြီးနှီးလန့်ရှိတာပေါ့မှန်ပါတယ်ဗျဝင်မင်းအကြောင်းကိုကောင်းကြီးသိလို့မို့တက်နော်မြတ်အတူကိုနေယူလျက်ရှိပါတယ်မင်းကတော် ကျွန်တော်တို့ရင်ခဲ့သောစကားပြောဆိုလျက်ရှိကြစဉ်၅နှစ်သားအရွယ်တန်ငယ်လေးတစ်ယောက်နှင့်လေးနှစ်သမီးအရွယ်တန်ငယ်မတစ်ယောက်တို့သည်လက်တွေကနီးသို့ပြေးလာကြလျာတန်ငယ်မကလေးမှာဝင်ကလေးဥမမောင်ဤသမီးဖြစ်ကြောင်းသိရ၍တန်ငယ်လေးမှမူဥဘိုးတော်နှင့်မခင်မီတို့ဤတားကလေးဖြစ်ကြောင်းသိရှိရလေသည် တငယ်နဲ့တငယ်မလေးတို့မှာယနေ့မှပင်တွေ့ကြဘူးတော့လဲကလေးတို့ဘာဝအလွန်တရာချွတ်ကျွမ်းဝင်ကြလဲတယောက်ဦးလေပင်ကိုတယောက်ကဖက်ကကစား၍နေကြသည်ကိုမင်းကတော်မခင်မင်းမြင်သည့်အခါ၌အလွန်တရာကျင်နာချစ်ခင်လာစွာနှင့်တာကလေးအားကြည့်၍မငင်းနိုင်အောင်ရှိနေလေသည်ဒုနာ၌မောင်တန်းစင်သည်တတိယကိုတွင်သဖြင့်စူညံစွာဩဘာပေးကြပြီးနောက်နားရခေရမှုသည့်အခါတွင်ဘောသမားတို့သည်အတိအသေးမိမိတို့အဆုရှိရာများသို့လေးမိနစ်များတောက်ရန်သွားကြလေသည် ိုကားရင်ပေါင်တန်းစင်သည်ကပ္ပတိန်လို့သူကိုတန်းဖင်နေအတူကျွန်တို့အနီးသို့ရှောက်လာကြလျာကျွန်ုပ်ကပေါင်တန်းစင်ကလက်ညှိုးညွှန်ပြလျာအင်မတန်မှပေါ်စားတာကောင်းတဲ့သူတစ်ယောက်ပဲဒီလောက်မတော်ပေဘူးလို့မှတ်ခဲ့တာတိတ်ပြီးတော့နေရာကျတဲ့သူပဲသူကယ်လို့သာပေါ့ဗျာသူမပါခဲ့လို့ရှိရင်ကတားဘက်ကအပြက်ကိုရှုံးမိသားပဲဗျာကျွန်ုပ်ကတို့တို့ပြောဆိုလျက်ရှိစဉ်မင်းကတော်မခင်မိသည်မောင်တန်းစင်ကိုအဝေးမှစိုက်ရည်ကြည့်နေရမှအလွန်အမင်းအံ့ဩသည့်ဟန်ဖြင့်နှလုံးများပြူးရသွားသည်ကိုတွေ့မြင်ရလေသည် မခင်မိမတတုံရင်ရှိသောအတန်ဖြင့်ကျွန်တော်ထနောက်မင်းပြတဲ့သူကဘာတူလဲနာမည်ကဘယ်နဲ့ခေါ်ပါလဲမောင်တန်းစိန်မာတဲ့မိကရောဘာလို့တလဲရှင်ရာဇွေးချက်တယောက်ဖြစ်ပါလေအင်းဒါဖြင့်မဟုတ်နိုင်သေးပါဘူးလေကျွန်မတွေ့ဘူးတဲ့သူနဲ့တော်တော်လေးတူလို့ပါဒီနာမည်တော့မဟုတ်ပါဘူးဟိုလူကဒီလိုအလုပ်လည်းလုပ်မဲ့သူမဟုတ်ပါဘူးရှင် ၎င်းတို့အခြားစကားများကိုဆက်လက်ပြောဆိုလျက်ရှိကြပြန်လျာမခင်မိမမှုဘောလမများလေးမင်းတတ်တော်နေရာသို့မတကနာလှမ်းရည်ကြည့်နေလေသည်ယင်းတို့ကြည်တော်မျက်နှာမူရာကိုကျုပ်ကမြင်ရသည့်အခါ၌ဧကံမှုတ်ချအရေးကြီးသောအကြောင်းတစ်စုံတစ်ခုဖြစ်ပေါ်ခဲ့ကြပြီဟုကျွန်ုပ်မှတ်တင်မိလေသည်တို့ရတွင်မခင်မိမအရေးမကြီးသောမူရာနှင့်ခက်အေးအေးပင် ရှိနေကြလေသည်ယင်းကဲ့သို့ဟန်လုံး၍နေကြောင်းကိုကျွန်ုပ်ကသိရလေလေမိတို့သောအကြောင်းဖြစ်သည်ကို တိလိုတော်တော်ဖြစ်နေလေရှိနေပြီလေကျွန်တော်ဒီနားနဲ့မျက်စိတို့အားကောင်းကြီးဖွင့်ရနေခဲ့လေသည်ထို့နောက်အချိန်အစသဖြင့်ဘောဓမာတို့သည်ဆက်လက်၍ကစားကြပြန်လေရာပုံပုံမြို့ပတ်မှတကူတင်ကကတာမြို့ပတ်မှသုံးကိုမြအတွင်းနိုင်ပြန်လေသည်၎င်းသုံးကိုအတွက်နှစ်ကိုမှမောင်တန်းစိန်တုံတော်ကိုများဖြစ်လေသည်မခင်မိကောင်မူမောင်တန်းစိန်ပြရသူအစင်မပြက်မျက်စိဖြင့်လိုက်လျက်မြည်သူမြစကားပြောဖို့မရတော့ပဲတုံတော်မူရနှင့်ငယ်ဝဲစွာသာလင်းရှိနေခဲ့လေသည် ဝင်းမင်းဥပိုးတော်မှမူရာဇဝဝင်ကြီးမစ္စတာဝှိုက်တင်းတို့နှင့်စကားထိုင်ရပြောဆိုနေသည့်ဖြစ်ရာကျွန်တို့ရှိရသောပြန်၍မလာတော့ကြ၏။ဘလုံးပွဲပြီးသောအခါရာဇဝဝင်ကြီးမစ္စတာဝှိုက်တင်းသည်ပလိပမလူတယောက်၏အစွမ်းကြောင့်ကတာမြို့ပမအနိုင်ရသည့်ဖြစ်၍ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးလင်ထိုင်မှထား၍ကိုင်းတဲသို့သွားပြီးနောက်မောင်တန်းစိန်လက်ကိုဆွဲကချီးမွမ်းစကားပြောလေသည်။ ဝူဘိုးတော်မှာလည်းဘောလုံးကစားခြင်း၌ငယ်စဉ်ကများစွာဝါသနာပါခဲ့ဘူးသည်ဖြစ်၍မစ္စတာဝှိုက်တင်းနှင့်အတူလိုက်ပြီးနောက်မောင်တန်းစင်၏အချက်အလက်ကိုဆွဲကင်နေသည်။ယင်းတို့ချင်းမြင့်ကြပြီးနောက်စကားပြော၍နေကြစဉ်မောင်တန်းစင်သည် ထိုသူနှုတ်ဦးအလင်၌လက်ပိုက်ကရက်လျက်ရှိရာ၎င်း၏ကြစ်လင့်မြင့်မာသော ကိုလုံးကိုပေါသည်စွတ်ကြဲဝွေ့၍နေသည့်အခါ၌အထူးပင်ကြည်ပြေကောင်းလာပေသည်ဟုကျွန်ုပ်၏စိတ်၌အောင်းမေ့မိလေသည်။ အခြားသောသူတို့မှရင်းခဲ့သို့မိမိ၏အထက်အရာရှိကြီးများကိုယ်တိုင်က ကြီးမြင့်မြောက်စားခြင်းခံသည့်အခါတွင်အလွန်အကျူးအထူးပင်ဝမ်းမြောက်ဝမ်းသာဖြစ်ကြမည်ဖြစ်လျက်မောင်သန်းစိန်ကမူအရေးမကြီးသောဟန်ဖြင့်ခက်အေးသာလက်ပိုက်ကရှိနေလေသည်သူတို့သည်ထိုခဏ၌မင်းကတော်မခင်မိမျက်နှာကိုလှမ်း၍ကြည့်လျက်မခင်မိမမောင်တန်းစိန်မမြင်စေလို့ဟန်နဲ့မျက်နာကိုလက်ကင်ပွားနဲ့ခက်ခွက်ကန်၍ထားလိုက်သည်ကျွန်ုပ်ကမခင်မိရဘယ်နဲ့လဲမင်းတို့လူမားလို့လားဗျာ နမဟုတ်ရင်မင်းကတော်ရဲ့အတွေ့အကြုံတွေသူပဲလားမမဘူးရှင်သူပါပဲတထက်တစိမ့်လောက်ဝင်းမင်းကိုခေါ်ပေးပါဌာနအုပ်မေကျမကောင်းကဲ့လို့ပြန်ကျင်ပြီလို့ပြောလိုက်ပါရှင်ဒိုကကျွန်ုပ်မှာထိုင်မှထားပြီးဥပိုးတော်ရှိရာသို့သွားလေရာဥပိုးတော်သည်ပေါ်လုံးကစားကောင်းသူများကိုချီးမွမ်းလို့သည့်သဘောရင်းရှိသည့်အတိုင်းမောင်တန်းစိန်ကအကျဉ်းချင်းချီးမွမ်း၍အထက်မှပြည်နေအောက်မှပြည်ပေါ်လုံးအသင်းတို့ကစားကြရာတွင်မောင်တန်းစိန်ကိုပါစေရအောင်မစ္စတာဝှိုက်တင်အားတအားသမျှစူးစမ်းပေးရန်တိုက်တွန်းလျက်ရှိသည် ၎င်းကိုယ်တိုင်ကလည်းမန္တလေးမြို့ရှိပေါ်လုံးကော်မတီလူကြီးတို့အားမောင်တန်းစိန်၏အကြောင်းကိုထောက်ခံ၍ပြောခဲ့ပါမည်ဟုတာဝန်ခံလျက်ရှိသည်။ကျွန်ုပ်သည်၎င်းတို့အနီးတို့အရောက်တွင်ဥပိုးတော်အားမင်းကတော်ကောင်းကဲ့သည့်အတွက်ပြန်တို့သည်ဟုမှလည်းကြောင်းနှင့်ပြောဆိုသည့်အခါတွင်ဥပိုးတော်သည်မရအားချစ်ခင်ကျွန်တော်သူဖြစ်သည့်အတိုင်းပြာဤပြာနှင့်လိုက်ပါလာခဲ့လေသည်။၎င်းတို့ဝင်မင်းဥပိုးတော်နှင့်ဝင်မင်းကတော်မခင်မီတို့သည်ကားပေါ်သို့တက်ကြမည်ပြုတွင်မောင်တန်းစိန်မှအနီးတို့ရောက်ရှိခဲ့ခြင်းကြောင့်ဖြင့် ဥပုတော်ကပင်ခုံငင်ပြန်ပြီးဘောလုံးယူသည်ရောဖြစ်သည့်အတိုင်းမောင်တန်းဆိုင်ပကုံးကိုပုတ်ပြီးလင်အတက်ရမှာပြီးအတွက်ကစားခွင့်ရနိုင်ရအတွက်မိမိနှင့်တကွမစ္စတာဝှိုက်တင်းတို့ကတက်အားသမျှကြိုးစားပါမည်အကြောင်းနှင့်ဝမ်းသာအားရပြောဆိုလျက်ရှိလေသည် မောင်တန်းဆိုင်ကမူဥပုတော်ရဲ့စကားများအားတခုံးများကြားရမတူပဲမင်းကတော့မခင်မိအားဆိုင်ရင်းလျက်ကြည့်နေရမခင်မိမှမူမျက်နှာကိုလက်ကင်ပွားဖြင့်မတကနာချွေးတုတ်ကရှိနေလေသည်၎င်းတို့လင်မယားတို့သည်ကားပေါ်သို့တက်ကြပြီးကားလည်းထွက်ခွာသွားလျက် ်မောင်တန်းစိမ်မှာထိုနေရာ၌လက်ပိုက်ကငင်းမြော်လျက်ကြံရိတ်ခဲ့လေသည်နောက်နောက်တွင်ကျွန်တော်သည်ဝင်းမင်းဥပုသောလင်မြားထံသို့တောက်ရောက်လေပတ်လျာဥပုသောသည်မောင်တန်းစိမ်၏အကြောင်းကိုပြော၍မဆုံးနိုင်အောင်အားရပါရချီးမွမ်းပြောဆိုလျက်ရှိလေသည်မခင်မိကမူအနည်းနိုင်ရှိသည့်ဖြစ်၍တနန်းဝယ်ကောင်းသောမျက်နှာနှင့်ကျွန်တော်အားရံဖန်ရံကလှမ်း၍ကြည့်လေသည်ကျွန်တော်ဒီအနှဲငယ်ရိုက်မိသည့်ဖြစ်ဖြစ်စကားကိုပြက်စီရန်အခြားစကားတို့ကိုတွတ်တွင်ပြောဆိုတော်လဲ ဥပိုးတော်ကမူမောင်တန်းစိန်အကြောင်းကိုသာလျှင်ထက်ခါထက်ခါချီးမွမ်းပြောဆိုပြန်လျာကနောက်ဆုံး၌လက်လျှော့ရလေသည်၎င်းသောဥပိုးတော်သည်မောင်တန်းစိန်၏ကစားပုံအကြောင်းကိုစကားပြတ်၍မောင်တန်းစိန်၏အကြောင်းသက်ကိုသာဆက်လက်၍မေးမြန်းပြန်လျာမောင်ရေဒီသင်ငယ်ကရာဇွတ်ချက်ဆိုဟုတ်ကဲ့လားကွယ်ဒီတော့နဲ့သူနဲ့မတော်ပါဘူးမောင်ရေဘော်လုံးကစားပြီးစောင်းမယ်ဆိုရင်စောင်းနိုင်တော့တဲ့လူတစ်ယောက်ပါပဲသို့တော့ရာလူတူအောင်လို့မစ္စတာဝိုက်တင်းကိုတန်တန်များအကျုပ်ပြောအောင်မှတော်မယ် ဒုက္ခရင်မက်ခင်မီမှာစိတ်ရှုပ်တော်မူရနဲ့တော်ပါတော့ဝင်မင်းရဲ့တွေ့ကြတဲ့ကမောင်တန်းစင်အကြောင်းကြီးပြောလိုက်ရတာမမောနိုင်သေးဘူးလားရှင်ဒုက္ခရင်ဥပိုးတော်သည်ယုတ်တည့်ရမိမိဇနီးအားလမ်းကြီးရမက်ခင်မီကပြောနေလိုက်သည်ကိုမြင်ရသဖြင့်အေးဟုတ်ပါရဲ့နားကြီးစရာလိုဖြစ်နေပြီတိုးတော်လေကိုရံကပေါလုံးကစားမဲ့အရွယ်မဟုတ်တော့ဘူးလွန်ခဲ့ပြီဆိုပေမဲ့ကစားကောင်းတဲ့သူကိုတွေ့ရင်တော့ရိုးရိုးတော်တွေဖြစ်လာလို့ပါခင်ဗျာ ထို့နောက်အခြားစကားများကိုအတော်တန်ကြာအောင်ပြောဆိုကြပြီးနောက်ဝင်မင်းတို့လင်မယားအားနှုတ်ဆက်၍အိမ်ပေါ်မှဆင်းလာခဲ့သည့်အခါတွင်မက္ကင်မင်းသည်လေကားသို့လိုက်ပါလာ၏ကုန်းဖေရိတ်မိတယ်မဟုတ်လားဟုတ်ကဲ့တွေးတော့တွေးမိပါတယ်ခင်ဗျာတဆိတ်ကလေးပါရှင်ကျမကိုတနာလို့ရှင်သူတို့နှစ်ယောက်ကျမရှင်မှာမျက်နှာချင်းမဆိုင်မိကြအောင်တက်နေတယ်များစူးစမ်းပေးပါရှင်နောက်များတော့အခွင့်ကြုံတဲ့အခါကျရင်ဒီเจ้าနဲ့ရှင်ကိုပြောပါအောင်မယ်ကျမပြည့်လည်းမဟုတ်ရပါဘူးရှင် တော်တော်အခုတော့ဖြင့်ကျမတို့အကြောင်းကိုဝင်မင်းမသိစေဖို့လို့အရေးကြီးတာပါပဲရှင်။ကျမအပေါ်မှာဝင်မင်းကအင်မတန်ကောင်းရှာတဲ့အတွက်သူ့ကိုတနာတော်လည်းပဲရှိပါတယ်ရှင်။ဝင်ကတော်မခင်မိသည်ကျုံနဲ့သဆိုင်မပြင်းဖြစ်ပါလျက်မိမိအတွင်စကားကိုကျွန်ုပ်အားအပေကြောင့်ဤမြနောက်ဖွင့်ဟပြောဆိုသည်ကိုမတွေ့တော့တတ်ချေ။အကျန်အိုက်ဒီယာခိုကူးရမယ်ရှိနေရှာသည်နှင့်ပြောပြီးပြောရာပြောရှာဟန်ရှိပေသည်။ဒုနာရင်ဌာနမှပြည်သားတယောက်သည်ဝင်းတွင်းသို့လှည့်မြန်စွာပြေးဝင်လာပြီလေ။ ဥပိုးတော်၏တာကလေးနှင့်ဝင်းမင်းဥမမောင်၏သမီးလေးတို့စီးသွားကြသောတောက်ကဲ့ရထားသည်မှောက်သွားကြောင်းနှင့်အလက်နကြားလာရောက်ပြောဆိုလေသည်၎င်းတို့အကျိုးကြောင်းအားမေးမြန်းပြီးသိရှိရသည်မှာတငယ်နှင့်တငယ်မတို့သည်တောက်ကဲ့စီးရန်အတွက်စိုက်ကလန်နှင့်သွားသည့်အခါတွင်မိဒါအနီးသို့ရောက်တွင်မြင်းသည်လန့်၍ထွက်ပြေးသွားကြောင်းပိတ်ထားသောမိဒါတကားအနီးသို့ရောက်တွင်မိရထားသည်တန်လန်းပေါ်မှခုတ်လျက်ရှိကြောင်းမြင်းသည်အရှိန်မတက်ဘဲတကားစီသို့ပြေးသွားပြီးလင်အကယ်၍တကားနှင့်တိုက်မိသည်ဖြစ်စေ တကားကျူး၍မိထံနှင့်တိုက်မိသည်ဖြစ်စေကလေးတို့မှတေဆုံးကြမည်ဖြစ်ကြောင်းဒုက္ခနာတွင်လူတယောက်မှယုတ်တိရဲ့လမ်းဘေးမှပြစ်ထွက်လာပြီးလေမြင်းဤစက်ကိုဆွဲလိုက်ကြောင်းမြင်းမှာတကားနှင့်တိုက်တော်မိအစဲတွင်အချိန်သေး၍သွားကြောင်းကလေးတို့မှထိခိုက်နာကျင်ခြင်းမရှိတော့လေထိုသူမှခါယိုးကျူးသားကြောင့်လည်းပြောသဖြင့်သိရှိရလေသည်ဒုက္ခရီမခင်မိကမိမိဤတန်ငယ်တို့၏အသက်ကိုကယ်ဆယ်သူသည်မြေသူနည်းဟုမေးမြန်းသည့်အခါတွင်ရာဇဝတ်ကြံမောင်တန်းစဉ်ဖြစ်ကြောင်းနှင့်သိရှိရပြန်လေသည် မောင်တန်းစိန်မှာစီးုံတို့ထန်းစင်နေတင်ယူသွားခံရပြီဖြစ်လျာမခင်မီဒီကိုတိုင်လိုက်ပါလို့တော့လဲကျွန်တော်ကရှေးဥစွာကျွန်တော်တယောက်တည်းသွားရကြည့်ပါမိအကြောင်းနဲ့တောင်းပန်တားဆီးသည့်အခါတွင်မျက်ရည်ဝိုင်းတဲ့ကြံနေရိတ်ခဲလေသည်ဒုက္ခရရင်စိုက်ကလာသည့်ကလေးမြတ်ကိုခေါ်၍ပြန်လာကြလျာမခင်မီလည်းတေတွင်မှလွတ်မြောက်ခဲ့သောတားငယ်အားကောက်ယူနန်းရှုပ်လေသည်ကျွန်တော်မှာစေယုံတို့ရောက်တဲ့ဆရာဝန်ကြီးနဲ့တွေ့ဆုံပြီးအကျိုးအကြောင်းကိုမေးမြန်းလိုက်ရတယ်။လူနာသည်နှယုံနှချောင်းကျိုးသွားသည့်အပြင် ခေါရူးမှလည်းခွေခေါရီတော်သဖြင့်အသက်မသေးစေခဲ့ပါမူတတလုံးခါကုန်း၍နေရရှာတော်မူအကြောင်းနှင့်ပြောဆိုပြလေသည်ဒိုဂါရင်မခင်မိကလူနာကိုမိသည့်နေနေများမဆိုကြည့်လိုကြောင်းနှင့်အတင်းပြောလျာကျွန်တော်ကမလျော်ပါကြောင်းနှင့်တောင်းပန်ပါသောလည်းမရနိုင်ပဲရှိလေသည်နောက်ဆုံး၌မခင်မိသည်ကျွန်နှင့်အတူစေယုံသို့တိတိစိတ်လိုက်ပါလာခဲ့လေသည်လန်ခီ၌မခင်မိကမိမိသည်ထိုသူနှင့်ရည်စားဖြစ်ခဲ့ပူကြောင်း၎င်း၏အမိအရင်မှာမောင်တန်းစင်မဟုတ် မောင်ဘဖြူဖြစ်ကြောင်းချစ်ချိုက်နေကြသည့်အတွင် မောင်ဘဖြူ၏ဖခင်သည်ပစ္စည်းဥစ္စာဆုံးရှုံးပျက်စီးခဲ့ကြောင်း၎င်းနောက်မိဘများဆေးဆက်ပေးစားသဖြင့်ဝင်မင်းဥပိုးတော်နှင့်လက်ထပ်ထင်းများခဲ့ရကြောင်းဒုနေကဆောက်၍မောင်ဘဖြူနှင့်ကွဲခဲ့ကြလျာဘောလုံးပွဲတွင်မှပထမအကြိမ်ပြန်လည်တွေ့ဆုံခဲ့ရကြောင်းယခုတွေ့မြင်လို့ချင်းမှရီးစားဦးဖြစ်ဖို့ရမဟုတ်မိမိတန်ငယ်လေးအတကောကဲဆဲသူတို့အူတယောက်အားကျေးဇူးတင်စကားပြောကြားလိုခြင်းကြောင့်ဖြစ်ကြောင်းနှင့်ပြောဆိုပြလေသည် ဇေယုံသူအရောက်တွေမခင်မိကိုအောက်တင်ထားခဲ့ပြီးကျွန်တော်မှဆရာဝန်ကြီးနဲ့တွေ့ရင်တက်သွားလိမ့်ရဆရာဝန်ကြီးကလူနာတီတတိပြန်လဲရရှိကြောင်းနဲ့ပြောပြလိမ့်သည်ထို့ကကျွန်တော်ကအသက်ကိုကယ်ဆယ်ခြင်းခံတော့ကလေးများဤမိခင်သည်ကျွန်တော်နဲ့အတူပါလာကြောင်းနဲ့၎င်းသည်လူနာအားကြည့်တို့ကြောင်းနဲ့ပြောပြလိမ့်သည်မဖြစ်နိုင်ဘူးဗျာကုန်းဖေဒါတော့ကြောက်ခွန့်ပြုတ်နိုင်ဘူးတို့တို့ပြောစဲတွင်မခင်မိသည်အပေါ်သို့ရောက်ရှိလာပြီဘာလို့လဲဆရာဝန်ကြီးကျွန်တော်သူ့ကိုမကြည့်ရမနေနိုင်ဘူးရှင် ကလေးများအသက်ကိုကယ်ဆယ်ခဲ့တဲ့အကြောင်းပြင်တခြားအကြောင်းလည်းရှိပါတယ်။ကျွန်မကြည့်ပြရစီရှင်။ဝမ်းနေပါတယ်ဗျာ။သို့တော်ကျွန်တော်ခွင့်ပြုနိုင်ဗျာ။အခုလိုနေရာမှာသူမယားကလွဲလို့ဘသူကိုမှကျွန်တော်ကြည့်ဖို့ခွင့်ပြုနိုင်။ဒီမဲ့ကျွန်မတော့မိုက်ခဲ့လို့ရှိရင် အခုအနေအခါမှာကျွန်မက သူမယားပဲရှင်။တော်တော်ပြည်ဒီခါတွင်ဆရာဝန်သည်အန်အားတင်းနေရရှိရာမခင်မိမာလူနာရှိရာခန်းတွင်သို့ပြပြောစုံနေဝင်သွားလေသည်ကျွန်တော်နှင့်ဆရာဝန်ကြီးတို့မှာတာစီချင်းပြုနိုင်ပဲနှင့် ပြောမနာကိုတယောက်ကြည့်ကလှေကားအတော်ဝ၌ကြံရိတ်ခဲ့ကြလေသည်တက္ကသိုလ်များအကြောင်းရင်းကျွန်ုပ်သည်ဆရာဝန်ကြီးနှင့်စကားပြောနေရမှခြေတံကြားသဖြင့်လှည့်ရည်ကြည့်သည့်အခါတွင်ဝင်းမင်းဥပိုးတော်သည်အချားလှေကားမှတက်လာ၍လူနာရှိရာအခန်းပေါက်၌ရပ်နေသည်ကိုတွေ့မြင်ရသည်ကျွန်ုပ်မှထိုအခါတွင်အကျိုးနှဲကုန်ပြီဖြစ်ဝင်းမင်းလိုက်လာပြီဟုပြော၍၎င်းရှိရာသို့ပြေးသွားလျာလူနာမှာလိုက်ကာကွယ်နေသည်ဖြစ်၍အနီးနားရှိသောမခင်မိကိုဥပိုးတော်မြင်နိုင်တော်လဲဥပိုးတော်မှာ စကားသံများကိုကြားသည့်ဖြစ်၍ကြောက်ရွံ့ကဲ့သို့မလုံမရှားစက်တည်တည်တည်ရရှိလေသည်ကျွန်တော်အခန်းပေါက်ဤသို့ရောက်တွင် မခင်မီအတန်ဖြင့်ကိုဘဖြူရဲ့ကျမမမေ့ပါဘူးဘဝရေစက်မှာပါကြလို့မပေါင်းသိမ်းကြပါမယ်လေရှင့်ကိုယ်တော်မမေ့နိုင်ပါဘူးရှင်ဦးဘိုးတော်သည်ရှေ့ကဒီမြောက်တော့ရိမ့်မိဘူးသည်ကိုကျွန်တော်မတွေးနိုင်ချေမခင်မီသည်ရည်စားထားဖို့ကြောင့်ကကြားဟန်ရှိသည်တို့ရတွင်၎င်း၏ရည်စားသည့်မောင်တန်းစဉ်ဖြစ်သည့်အကြောင်းကိုကမည်သည့်နည်းနည်းမျှ ွေးတော့ခဲ့ဟမရှိချေသို့ဖြစ်သောကြောင့်မခင်မီအတန်ကိုကြားသည့်ကန်၌၎င်း၏ရည်စားဦးသည်မောင်တန်းစိန်ပင်ဖြစ်၍တူတူသည်အသက်ကိုစွန့်၍မိမိတန်းငယ်၏အသက်ကိုကယ်ဆယ်ခဲ့ကြောင်းသိရသည့်အခါတွင်ငရဲ၌ရှိသောတတော်ဝါသည်ထုကနား၌ဥပိုးသောအခံရခပ်ပစ်တဲ့ကဲ့သို့အခံခတ်မည်ဟုကျွန်ုပ်မထင်မိချေဒိုနီယာတွင်ရန်နေစဉ်အတွင်ဥပိုးတော်မှဆယ်နှစ်ခန့်မြောက်အိုမင်းကြီးညော်သွားသည်ဟုကျွန်ုပ်ကထင်မြင်မိပေသည်တူတော်တွင်အလွန်တရာသဘောထားကြီးသူတစ်ယောက်ဖြစ်လျက် ရင်တွင်း၌လိုက်ဖို့လောင်ကျွမ်းလျက်ရှိသောဝေဒနာအားအောင့်အေးပြီးလေမိမိအမယားကိုတွေ့သည့်ခန္ဓာ၏တစုံတရာများမရိပ်မိမသိရှိသကဲ့သို့အချိန်ပြတ်ပြောဆိုသည့်အပြင်မောင်တန်းစိန်အားလည်းတန်းငယ်အတားကဲဆဲသည့်အတွက်ဆက်၍မကုံလောက်အောင်ဂျေဇုဥပက္ခရာတင်ရှိပါကြောင်းနှင့်ပြောဆိုလေသည်အတပ်ပါအချင်းရများဖြစ်ပွားပြီးနောက်၆လကန့်အတွင်းတွင်ဥပိုးတော်သည် မြစ်ထဲ၌ရေနှိမ့်၍တည်ဆုံသည်ဟုကြားသိရလျာ၎င်းမှာအလွန်တရာ ရေကူးကျင်တဲ့သူဖြစ်၍ အချို့သောသူတို့ကရေချိုးခိုက်၌မူးဝေ၍သွားဟန်ရှိသည်ဟု၎င်းအချို့ကမူခြေကျင်သောကြောင့်ရေမကူးနိုင်ဘဲနစ်မြုပ်၍သွားသည်ဟု၎င်းတွေးတောပြောဆိုကြလေသည်တို့ရတွင်ဥပုသောဤကြီးရင့်မြင့်မြတ်သောစိတ်တော်ကိုသိရှိရ၍ထိုလင်မယားတို့၏အဖြစ်ပြက်အလုံးစုံကိုသိတော်ကျွန်ုပ်မှထိုကဲ့သို့မတွေးသင့်ချေငါသည်လူပြည်၌အပေါ်သက်ဖြစ်သောလူတယောက်ပေသည်ဟုဆုံးဖြတ်လိုက်သည်ဟုရသာတွေးထင်မိလေသည် မောင်တန်းစိန်သို့မဟုတ်မောင်ပါဖြူသည်အသက်မသေးသည့်အပြင်ခါလေမကုံပဲထူးကဲသောအရေးချင်းနှင့်ပြည့်စုံသူတစ်ယောက်ဖြစ်၍ယာဒူးများတိုးတက်ခဲ့ပြီးလျှင်မြမကြာမီအတွင်း၌အင်စပက်တော်ယာဒူးဖြင့်ကြီးမြင့်ခံထားခြင်းခံရလေသည်၎င်း၏အင်စပက်တော်ကတော်မှမူကားမိသူဖြစ်သည်ကိုထုတ်ဖော်ရေးသားခြင်းလိုတော့မည်မဟုတ်ကြည်တယောက်သောတငယ်သည်ငပြောကုံကိုတမန်တော်လင်းပေါ်၌အမှတ်မဲ့ပြစ်မှတ်ထားခဲ့ကြကဘောဓမာတို့ဦးသည်ခြေနာမည်မဟုတ်တူးချင်နာကလေးမောင်တန်းစိန်သည်ဘောလုံးကစားမိမဟုတ် မောင်တန်းစိန်သာပေါလုံးကစားခဲ့ပါလိမ့်မခင်မိနဲ့တွေ့ကြမည်မဟုတ်မတွေ့ကြရင် ဥပိုးတော်လည်းအသက်ဆုံးရှုံးမည်မဟုတ်သူဖြစ်သောကြောင့်လောက၌တိမ်ငယ်သေးနှုတ်လန့်သောအကြောင်းငယ်တစ်ခုသည်ကြီးကျယ်လေးနက်သောအကျိုးတရားများကိုဖြစ်ပွားစေနိုင်ခဲ့ပေသည်နားစဉ်အဘိဓမ္မာအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ